ကျွန်တော်တို့ဓာတ်ပုံတစ်ပုံပုံသေးသေးလေးတွေပိုင်းပြီးတော့ Facebook ပေါ်မှာအခုလိုမျိုးပို့အနေနဲ့တင်ကျင်နေဆိုရင်တော့ကျွန်တော်အခုပြပေးမယ်နီလန်းလေးတွေအတိုင်းလိုက်ပြီးတော့ပြုလုပ်လို့ရပါတယ်ကျွန်တော်ဒီမှာဆိုရင် Facebook ပေါ်မှာနမူနာအနေနဲ့ ပိုလေးတင်ကြည့်ထားတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီရက်ဓာတ်ပုံလေးတွေတသေးလေးတွေပိုင်းပြီးတော့ဓာတ်ပုံတွေအားလုံးကိုကျွန်တော်တို့တင်လိုက်တဲ့အချိန်ကျမှ Facebook ပေါ်မှာကျွန်တော်တို့အခုလိုမျိုးအနေထားလေးကျွန်တော်တို့မြင်တွေ့နေရမှာဖြစ်ပါတယ်ဒီတော့ဒီရက်ပုံလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ကြည့်လိုက်တဲ့အခါမှာဆိုရင်ပုံတွေကကျွန်တော်တို့ဒပိုင်းချင်းစီလေးကျွန်တော်တို့ထွက်နေမယ်ပေါ့ဒါကကျွန်တော်တို့အခြားသူတွေတင်ထားတဲ့ပုံစံလေးတွေကိုလည်းကျွန်တော်တို့အားလုံးမြင်ဘူးလောက်မယ်လို့ကျွန်တော်တို့ထင်ပါတယ် ဒီတော့ဒီရက်ဓာတ်ပုံလေးတွေမှာဆိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ပေါ်ကျွန်တော်တို့ကဒီမှာတပိုင်းချင်းစီကျွန်တော်တို့ကပုံအသေးလေးတွေနေနဲ့ကျွန်တော်တို့ကပိုင်းနေပါတော့ဒီလိုလေးပိုင်းပြီးသွားတဲ့အချိန်ကျမှရလာတဲ့ပုံတွေအားလုံးကျွန်တော်တို့ Facebook ပေါ်မှာအခုလိုမျိုးလေးကျွန်တော်တို့ပို့အနေနဲ့ကျွန်တော်တို့တင်လို့ရပါတယ်ဒီတော့အခုလိုမျိုးကျွန်တော်တို့ကဓာတ်ပုံတွေကိုတင်းတင်းလေးတွေပိုင်းဖို့ရာအတွက်ကျွန်တော်တို့ Photoshop နဲ့ပဲအလွယ်တကူပိုင်းလိုက်ပါမယ်ဒါကြောင့် Photoshop software လေးတစ်ချက်လောက်ဖွင့်မယ် Photoshop software ကျွန်တော်တို့ပွင့်လာပြီဆိုရင်တော့ကိုပြုတ်လောက်လိုတဲ့ဓာတ်ပုံလေးတစ်ပုံကိုအရင်ဆုံးဖွင့်ပေးပါမယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့ open ဒါမှမဟုတ် control နဲ့ o နဲ့ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ computer ထဲမှာရှိနေတဲ့ကိုအသုံးပြုမဲ့ကိုပို့အနေနဲ့တင်ချင်တဲ့ဓာတ်ပုံလေးတစ်ပုံကိုကျွန်တော်တို့ဖွင့်ပေးရပါမယ်။ကိုယ့်ရဲ့ဓာတ်ပုံလေးမှမဟုတ်ဘူးကျွန်တော်တို့အခြားကျွန်တော်တို့ကပို့တင်မဲ့ design လေးတွေလည်းကျွန်တော်တို့ကအားလုံးကိုဒီနည်းလမ်းနဲ့ကျွန်တော်တို့ပြုလုပ်လို့ရပါတယ်။ဒီတော့ကျွန်တော်ကတော့နမူနာအနေနဲ့ ဒီရက်ဓာတ်ပုံလေးကိုကျွန်တော်နမူနာအနေထားပြီးတော့မှပြုလုပ်ပြပေးမှာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ဆက်လက်လေးမှတ်ပြီးတော့ open ဆိုတာလေးကျွန်တော်တို့နှိပ်ခက်လိုက်ပါမယ်။ open နဲ့လိုက်တာနဲ့တပြိုင်နဲ့အခုလိုမျိုးလေးကျွန်တော်တို့ဓာတ်ပုံလေးတစ်ပုံကျွန်တော်တို့ပွင့်လာပါလိမ့်မယ်။ဒီတော့ဒီရက်ဓာတ်ပုံကိုကျွန်တော်တို့ကပုံသေးသေးလေးတွေအနေနဲ့ပိုင်းပြီးတော့ Facebook ပေါ်မှာကျွန်တော်တို့ပို့တင်ချင်တာဖြစ်တဲ့အတွက် Facebook ပို့မှာတင်ဖို့ရအတွက်သူ့ရဲ့ site လေးကိုကျွန်တော်တို့အတိအကျ သိထားပေးဖို့လိုပါတယ်။ဒီတော့ကျွန်တော်တို့ Facebook ပေါ်မှာပို့တင်တဲ့အခါမှာသူ့ရဲ့ကျွန်တော်တို့ဓာတ်ပုံဖိုတိုဆိုက်က1380ပေါ့နော်။ပတ်ချလဲကျွန်တော်တို့ယူပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီရဲ့ဓာတ်ပုံလေးကိုအရင်ဆုံးအနေနဲ့ site link ကျွန်တော်တို့ပြန်ပြီးတော့ချိုးပေးပါမယ်။ site ချိုးဖို့ရာအတွက်ကျွန်တော်တို့တူပေါက်ထဲကနေပြီးတော့မှာ Chrome 2ကိုယူမယ်။ဒါမှမဟုတ်ကျွန်တော်တို့ keyboard ကနေပြီးတော့ CO နှိပ်ပြီးတော့ Chrome 2လေးကိုခေါ်လို့ရပါတယ်။ Chrome 2ကိုယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာရှိနေတဲ့ option bar လေးမှာ ကျွန်တော်တို့အခြား site တွေဖြစ်နေတယ်ဆိုရင်တော့အရင်ဆုံးဒီမှာ clear ဆိုတာလေးတစ်ချက်လောက်နှိပ်ခဲ့ပေးလိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကအလျားကဘယ်လောက်လဲအမြင့်ကဘယ်လောက်လဲကျွန်တော်တို့ထည့်ပေးရပါမယ်။ကျွန်တော်တို့က Facebook ပေါ် post တင်တဲ့အခါမှာကျွန်တော်တို့သူ့ရဲ့ဓာတ်ပုံ site လေးဟာ1380ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ1380ဆိုပြီးတော့ရိုက်မယ်ဒီဘက်ဘေးမှာလည်းကျွန်တော်တို့1380ဆိုပြီးတော့ရှင်းလိုက်ပါမယ်ရှင်းပြီးသွားပြီဆိုရင်တော့ Crowd2 မှာကျွန်တော်တို့က ကိုယ့်ရဲ့ဓာတ်ပုံကိုနည်းနည်းလေးကျွန်တော်တို့ဘယ်လိုပုံစံနေထားလေးတင်ကျင်လဲပေါ့နော်ဒါကတော့ကျွန်တော်တို့အရင်ဆုံးချိန်ပေးရပါမယ်အားလုံးကျွန်တော်တို့ကချိန်လို့ပြီးသွားပြီဆိုရင်တော့ကီဘောကနေပြီးတော့အန်တာလေးခောက်ခဲ့လိုက်ပါမယ်အန်တာခောက်ပြီးသွားတဲ့အချိန်အချိန်မှာအခုလောလောဆယ်ကျွန်တော်တို့ဒီမှာမောက်ပွိုင်တာမှာခရော့တူးကြီးဝင်နေပါတယ်ကီဘောကနေပြီးတော့ဘူယိုနှိပ်ပြီးတော့မူတူးလေးကိုကျွန်တော်တို့ပြန်ပြီးတော့ခေါ်ပေးထားပါဒီလိုလေးကျွန်တော်တို့ခေါ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နောက်တစ်ဆက်အနေနဲ့ဒီရက်ဓာတ်ပုံကိုကျွန်တော်တို့က ်ပုံသေးသေးလေးတွေအနေနဲ့ပိုင်းထုတ်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တူးပေါက်ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ slide 2ဆိုတာလေးကျွန်တော်တို့ယူခဲ့လိုက်ပါမယ်တူပေါက်ထဲမှာကျွန်တော်တို့ရှိတယ်เนาะ slide 2ဆိုတာလေးအဲ့ဒါကျွန်တော်တို့ဒီမှာဆိုရင် slide 2လေးကိုယူမယ်ယူပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဓာတ်ပုံလေးပေါ်မှာ right click လေးနဲ့လိုက်ပါမယ် right click နဲ့ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့က device slide ဆိုတဲ့အထည်ကိုဝင်လိုက်ပါမယ် device slide ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က divide horizontally into ရယ် divide vertically into ရယ်ဆိုပြီးနှစ်ခုရှိပါတယ် horizontally into ဆိုတာကတော့ကျွန်တော်တို့ကဒီရဲ့ဓာတ်ပုံကိုအလျားလိုက်အနေထားရကျွန်တော်တို့ဘယ်နှပိုင်းပိုင်းမှာလဲဆိုပြီးတော့ကျွန်တော်တို့ပြောတာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကအလျားကနှစ်ပိုင်းအထောင်လိုက်က vertically ရယ်ကျွန်တော်တို့ကနှစ်ပိုင်းပိုင်းကျင်တာဖြစ်တဲ့အတွက်ဒီရဲ့နေရာလေးမှာကျွန်တော်တို့အမှန်ချလေးထည့်ထားပြီးတော့နှိမ့်ဆုပ်ပြီးတော့ရိုက်ထည့်လိုက်မယ် ဒီတော့ဒီရက်ဓာတ်ပုံကိုကျွန်တော်တို့အပေါ်ဘက်တစ်ချက်အောက်ဘက်တစ်ချက်ကျွန်တော်တို့နှစ်ပိုင်းလေးပိုင်းပေးသွားတယ်ပေါ့နော်ဒီတော့ဒီအောက်မှာကျွန်တော်တို့နောက်ထပ် divide vertically into ဆိုတဲ့နေရာလေးမှာလည်းအမှန်ချင်းလေးထည့်ထားမယ်သူ့မှာကျွန်တော်တို့ကနှစ်ပိုင်းပိုင်းကျင်တာဖြစ်တဲ့အတွက်အကျွန်တော်တို့ဒီမှာဆိုရင်အခုလောလောဆယ်နှစ်ပိုင်းမပိုင်းသေးဘူးเนาะကျွန်တော်ကဘာလို့လဲဆိုရင်အပေါ်ဘက်အချမ်းလေးကိုကျွန်တော်တို့ကနှစ်ပိုင်းလေးကျွန်တော်တို့ထားထားပြီးတော့အောက်ဘက်ဒီရက် အပိုင်းလို့ဆိုတော့ကျွန်တော်ကသုံးပိုင်းပိုင်းကျန်တာဖြစ်တဲ့အတွက် divide vertically into ဆိုတဲ့နေရာလေးမှာတော့1မှတ်ထားခဲ့လိုက်မယ်။ Okay လေးနှိပ်ခဲ့လိုက်မယ်။ဒါဆိုရင်ကျွန်တော်တို့ဓာတ်ပုံလေးကိုအပေါ်ဘက်တစ်ချမ်းနဲ့အောက်ဘက်တစ်ချမ်းနှစ်ပိုင်းပိုင်းပြီးသွားပြီ။ဒီလိုမျိုးလေးကျွန်တော်တို့ပိုင်းပြီးသွားတဲ့အချိန်မှာအောက်ကအပိုင်းလေးတစ်ပိုင်းကိုကျွန်တော်တို့ကနောက်ထပ်သုံးပိုင်းထပ်ပြီးတော့ပိုင်းမှာဖြစ်တဲ့အတွက်တူးပေါက်ထဲကနေပြီးတော့မှ slice select do ဆိုတာလေးကျွန်တော်တို့ယူခဲ့လိုက်မယ်။အောက်ဘက်အချမ်းလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့ select လေးပိတ်ထားမယ်။ ြီးပြီဆိုမှဒီရက်ကျွန်တော်တို့ဆက်လက်ပေးထားတဲ့အပိုင်းလေးကိုနောက်ထပ်ကျွန်တော်တို့က၃ဘိုင်းထပ်ပြီးတော့ဘိုင်းကျင်တာဖြစ်တဲ့အတွက် right click လေးနှိပ်ပြီးတော့ device slice ဆိုတာလေးလုပ်ခဲ့ပါမယ်ဒီတခါတော့ကျွန်တော်တို့က device horizontally into ဆိုတဲ့နေရာလေးမှာအလျားလိုက်ကိုကျွန်တော်တို့ကလုံးဝမပိုင်းကျင်တော့တာဖြစ်တဲ့အတွက် one ဆိုပြီးတော့ပြန်ထားခဲ့မယ်အထောင်လိုက်အနေထားလေးကိုကျွန်တော်တို့က၃ဘိုင်းပိုင်းကျင်တာဖြစ်တဲ့အတွက် device vertically into ဆိုတဲ့နေရာလေးမှာ၃ဆိုပြီးတော့ရိုက်ထည့်လိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ် အပေါ်ဘက်အချမ်းလေးမှာတော့တပိုင်းနဲ့နေသားလေးဖြစ်ပြီးတော့အောက်ဘက်အချမ်းလေးမှာတော့ကျွန်တော်တို့ကဓာတ်ပုံလေး၃ပုံထွက်အောင်၃ပိုင်းအနေနဲ့ပိုင်းခဲ့လိုက်ပြီးသွားပြီပေါ့နော်ဒါလေးပြီးသွားပြီဆိုရင်တော့ okay နေမယ်ဒီတော့အပေါ်ဘက်အချမ်းလေးကိုလည်းကျွန်တော်တို့ကတပုံနဲ့အနေနဲ့ကျွန်တော်တို့မထားတော့ပါဘူးနောက်ထပ်ကျွန်တော်တို့ဒီမှာဒီအပေါ်ဘက်ချမ်းလေးကိုနှစ်ပိုင်းထပ်ပြီးတော့ပိုင်းကျင်တာဖြစ်တဲ့အတွက်တူးပေါက်ထဲကနေပြီးတော့ slice ဆက်လက်တူလေးပြန်ယူမယ်အပေါ်ဘက်ချမ်းလေးကိုကလစ်တစ်ချက်နှိပ်ပြီးတော့ဆက်လက်လေးပေးလိုက်မယ် သူ့ပေါ်မှာ right click နှိပ်ပြီးတော့မှ device slide ဆိုတဲ့တဲကိုဝင်မယ်ဒီတခါကျွန်တော်တို့ကသူ့ကိုနှစ်ပိုင်းပိုင်းမှာဖြစ်တဲ့အတွက် device vertically into ဆိုတဲ့နေရာမှာသုံးမလုပ်တော့ဘူးနှိလို့ပဲကျွန်တော်တို့ရေးခဲ့လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဓာတ်ပုံလေးကိုကျွန်တော်တို့ဒီမှာနှစ်ပိုင်းပိုင်းပိတ်သွားတယ် okay လေးနှိခဲ့လိုက်ပါမယ်လက်ရှိကျွန်တော်တို့ဓာတ်ပုံလေးမှာဘယ်နှပုံပိုက်ထားလဲဆိုရင်ဓာတ်ပုံနှစ်ပုံ အောက်မှာသုံးပုံအားလုံးစုစုပေါင်းကျွန်တော်တို့ကဓာတ်ပုံလေး၅ပုံကျွန်တော်တို့ပိုင်းခဲ့လိုက်တယ်ဗောနော်ဒီကကျွန်တော်တို့ကပိုက်ထားတဲ့ဓာတ်ပုံ၅ပုံကို တပေါင်းစီတီးတန့်အနေနဲ့ရအောင်ကျွန်တော်တို့ကစိတ်ဖို့ရာအတွက်ရိုးရိုးကျွန်တော်တို့ဒီမှာ final နဲ့ပြီးတော့စိတ်ရိုးစိတ်အပ်တို့နဲ့ကျွန်တော်တို့စိတ်လို့မရပါဘူးဘယ်အနေပြီးတော့ကျွန်တော်တို့သွားစိတ်ရမလဲဆိုတော့ final နဲ့ပြီးတော့မှ export ဆိုတဲ့အထဲကိုကျွန်တော်တို့သွားပေးရပါမယ်ဒီတော့လက်ရှိကျွန်တော်စိတ်ထားတာလေးကိုတစ်ချက်လောက်ဖြတ်ခက်လိုက်အောင်မယ်ပေါ့နော်ကျွန်တော်တို့အခုဒီမှာဆိုရင်ဒီရက်ဓာတ်ပုံလေး၅ပုံကိုတပုံချင်းတီးတန့်ရအောင်စိတ်ဖို့ရာအတွက် final နဲ့ပြီးတော့မှ export ဆိုတဲ့အထဲကိုဝင်မယ် ပြီးရင်တော့ကျွန်တော်တို့က save for what ဆိုတဲ့အထဲကိုကျွန်တော်တို့ကဝင်လိုက်ပါမယ်။ save for what ဆိုတဲ့အထဲဝင်လိုက်တာနဲ့အခုလိုမျိုးကျွန်တော်တို့ဒီမှာပုံစံလေးကျွန်တော်တို့ကြာလာတယ်ပေါ့။ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကပြင်ပေးရမယ့် setting နေရာလေးတွေရှိပါတယ်။ဒီတော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ကအခြားပုံစံတွေဖြစ်နေတယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့က JPEG height ဆိုတာလေးရွေးပေးထားမယ်။ဒီရဲ့နေရာလေးမှာလည်းကျွန်တော်တို့ကအခြားကျွန်တော်တို့က GIF တွေ PNG တွေဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့က ဂျင်ပီးကြီးဆိုတဲ့ဓာတ်ပုံဖော်မတ်လေးကိုပဲရွေးပေးထားပါမယ်။တယောက်မှကျွန်တော်တို့ကဒီ quality ကိုကျွန်တော်တို့က high ပဲကျွန်တော်တို့ထားခဲ့လိုက်ပါမယ်။ဒါတွေအားလုံးကျွန်တော်တို့ကရွေးပြီးသွားပြီဆိုရင်တော့အောက်ဆုံးလေးမှာရှိနေတဲ့ကျွန်တော်တို့ကစိတ်ဆွာလေးနှိပ်ခဲ့လိုက်မယ်။စိတ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ဘယ်နေရာမှာသိမ့်ကျင်လဲကိုသိမ့်ကျင်တဲ့ file လမ်းကြောင်းလေးကိုကျွန်တော်တို့ရွေးပြီးတော့မှသိမ့်ခဲ့လိုက်မယ်ပေါ့။ကျွန်တော်ဒီမှာတော့နမူနာအနေနဲ့ desktop ပေါ်မှာပဲတင်ခဲ့မှာဖြစ်တဲ့အတွက် desktop ကိုရွေးလိုက်ပါတယ်။ ဖိုင်နံပါတ်လေးကိုကျွန်တော်တို့ကိုကျက်နှစ်သက်တဲ့နံပါတ်တစ်ခုခုပေးခဲ့လို့ရပါတယ်ကျွန်တော်ဒီမှာတော့နံပါတ်ရေးလိုက်ပါမယ်9 lenton ဆိုပြီးတော့မှနံပါတ်လေးရေးလိုက်မယ်ဒါလေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကစိတ်ဝင်နေပြီးတော့သိလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ photoshop ထဲမှာအခုလိုမျိုး slide 2နဲ့ပိုင်းထားခဲ့တဲ့ဓာတ်ပုံလေး9ပုံကကျွန်တော်တို့ကွန်ပျူတာ desktop ပေါ်မှာ folder လေးအစ်တစ်ခုအနေနဲ့ကျွန်တော်တို့ပုံလေးတွေကိုတပုံချင်းသီးသန့်လေးသိမ်းပေးသွားပါလိမ့်မယ်ဟုတ်မဟုတ်ကျွန်တော်တို့ဒီမှာ photoshop software လေးကို minimize လုပ်မယ် ကျွန်တော်တို့ဓာတ်ပုံလေးတွေကို desktop ပေါ်မှာကျွန်တော်တို့သင်ခဲ့လိုက်တယ်သူကကျွန်တော်တို့ image ဆိုတဲ့ folder လေးနဲ့ရောက်လာလိမ့်မယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုရင် image ဆိုတဲ့ folder လေးတွေ့ရပါတယ်ဒီတော့ဒီရက်တဲ့ကိုကျွန်တော်တို့ double click နဲ့ပြီးတော့ဝင်မယ်ဟောဒီမှာကျွန်တော်တို့ photoshop နဲ့ပိုင်ခဲ့တဲ့ဓာတ်ပုံလေးတွေကကျွန်တော်တို့ဒီမှာတပုံချင်းအနေနဲ့တီးတန့်လေးကျွန်တော်တို့ကပြန်လည်ပြီးတော့ရောက်ရှိလာတာကိုတွေ့ရပါတယ်ဒီတော့ဒီရက်ရလာတဲ့ဓာတ်ပုံလေးအားလုံးကိုကျွန်တော်တို့က ကိုယ့်ရဲ့ Facebook မှာကျွန်တော်တို့ကပို့တင်ခြင်းနဲ့ဆိုရင်ဓာတ်ပုံအားလုံးကိုကျွန်တော်တို့ကအစလိုက်လေးကျွန်တော်တို့ကတင်ပေးသွားပါတော့ဒီလိုမျိုးလေးတင်ပေးလိုက်တဲ့ဆိုရင်တော့ကျွန်တော်တို့ပို့မှာမြင်တွေ့ရမယ့်ပုံစံလေးဟာအခုလိုမျိုးပုံစံအနေထားလေးကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်အခုလိုမျိုးကျွန်တော်တို့ Facebook ပေါ်မှာ အဲကိုယ့်ရဲ့ဓာတ်ပုံကိုအပိုင်းပန်းလေးတွေပိုင်းပြီးတော့မှအခုလိုမျိုးအနေထားပို့တင်ခြင်းနဲ့ဆိုရင်တော့ဒီရဲ့နီလန်းလေးကိုသုံးပြီးတော့မှလိုက်ပြီးတော့ပြုတ်လွတ်လို့ရပါတယ်အကယ်၍ကိုကိုယ်တိုင်လက်ကျင်ရင်းနဲ့ပြုတ်လွတ်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မေးမြန်းပေးလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ဒီမှာပြုတ်လွတ်တဲ့အခါမှာ Photoshop မှာစိုက်ချိုးတာတွေမှားနေတယ် Facebook မှာကျွန်တော်တို့ကသူနဲ့သက်ဆိုင်တဲ့ပိုတိကြဒီဆိုက်အတိကြမဟုတ်ဘူးဆိုရင်တော့ဓာတ်ပုံတွေကကျွန်တော်တို့အခုလိုမျိုးတွေဖြစ်ဒီကိုယ့်ရဲ့ဓာတ်ပုံလေးကိုတက်တက်မတ်မတ်ကျွန်တော်တို့မြင်ရမှာမဟုတ်ဘူးเนาะဒါလေးတော့ကျွန်တော်တို့တစ်ချက်သတိထားပေးရပါမယ်သူ့ရဲ့ site ကိုကျွန်တော်တို့ crawl do နဲ့ဖြတ်တဲ့အခါမှာ1380ကျွန်တော်တို့ပတ်ချာလေးလေးယူပြီးတော့မှ crawl လုပ်မယ်ပြီးမှအခုပြပေးတဲ့နီလန်လေးတွေအတိုင်းကျွန်တော်တို့ ပုံလေးတွေကိုပိုက်ပြီးတော့မှပြုလုပ်လို့ရပါတယ်။ဒါဆိုအားလုံးနားလည်လောက်မယ်လို့ထင်တယ်။ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလင့်ကျင်ရဲနဲ့စမ်းကြည့်ပေးလို့ရပါတယ်။အကယ်၍ကိုကိုရန်ပြုလုပ်ပြီးသွားပြီးကိုလည်း Facebook ပေါ်မှာအခုလိုမျိုးဓာတ်ပုံလေးတွေကိုပိုက်ပြီးတော့ပို့အနေနဲ့ကျွန်တော်တို့တင်လို့ရနေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာ။ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။ လင့်ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ